ညီမကတော့ theory မေးပါ BA Honors Business Management ကို Strategy First မှာဖတ်စီရနေ Finance အထင် online ကနေတက်နေပါဗျ။ online ကနေတက်ရတဲ့အခါသင်ခန်းစာ pre-recorded video တွေနဲ့တန်းချိန်မှာတင် जा သွားတဲ့ Zoom recording တွေကိုအချိန်မြွေးနေရာမြွေးပြန်ကြည့်လို့ရတဲ့ Strategy First ရဲ့ကိုပိုင် learning platform ရှိတာကိုသဘောကျလို့ပါ။ business management မှာဆိုလို့ရှိရင် marketing finance hr သင်ရတယ်ပြီးတော့ leadership accounting brand management နဲ့ research အကုန်သင်ရပါတယ်ဒါကြောင့်မို့လို့တောင်းပြီးလို့လုပ်ငန်းခွင့်ဝင်မယ်ဆိုရင်လည်းဘယ်ပိုင်းဝင်ဖြစ်ဖြစ်သွားလို့ရတယ် specialize ထပ်ပြီးတော့လေ့လာစရာမလိုတော့ဘူးပေါ့နောက်ပြီးတော့မတူညီတဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းလေ့လာပြီးတော့ business plan တွေလည်းဆွဲရတယ်ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်တောင်းလုပ်ငန်းတစ်ခုလုံးအောင်မြင်အောင်ဆောင်ရွက်နိုင်မယ့်အည်သူတွေပြောအောင်သင်ကြားပေးပါတယ် Trade Fast ကကျောင်းသားတွေရဲ့အလုပ်ကိုင်းခွင်လန်းအတွက် Job Fair နဲ့တိုင်းစီစဉ်ပေးတယ်။ကျောင်းနဲ့မိဖက်လုပ်ထားတဲ့ကုမ္ပဏီကလည်းအများကြီးပဲ။ပြည်တွင်းကထိပ်တန်းကုမ္ပဏီတော်တော်များများလည်းပါတယ်။နောက်ပြီးတော့ကျောင်းမှာလည်းအလုပ်ကိုင်းနဲ့အများရန်လာခေါ်ပေးလေးရှိရဲ့။အဲ့ဒါကြောင့်ကိုကြိုးစားရင်ကြိုးစားသူကိုတက်အခွင့်ရအများရရှိနေမှာဆိုတော့ကျောင်းသားတွေရဲ့ career အခွင့်အလမ်းတော်လည်းပြီးပါရင်အနေနဲ့စိတ်မပူရတော့ဘူးပေါ့ online ကျောင်းသားတွေအနေနဲ့လည်း in person class ကျောင်းသားတွေလိုပဲ industrial visit day student club တွေ activity တွေမှာအကုန် join ထားလို့ရပါတယ် မီဒီယာကလပ်မှာ join ထားဖြစ်ပါတယ်။ဟုတ်ကဲ့ညီမဝါသနာပါတဲ့အရာတွေကိုလက်တွေ့လုပ်လာနိုင်တာကိုတော့ပျော်မိပါတယ်ရှင်။အစဝါသနာပါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိခဲ့ဘူး။ဒါပေမဲ့အကြောင်းကဒီနေ့ပေရယာပညာရှင်တွေနဲ့ seminar တွေစီစဉ်ပေးတဲ့အခါအများကြီးပိုသိလာရပါတယ်။ပြီးတော့လူများနဲ့ပြောဆိုဆက်ဆံရတာမျိုး communication skill တွေလည်းတိုးတက်လာပါတယ်။ ပါဝင်ဖြစ်ပါတယ်လက်တွေ့လုပ်ငန်းခွင်မှာဘယ်လိုမျိုးလဲပတ်နေကြလဲဆိုတာကိုသိခွင့်ရတယ်ကိုတင်ထားတဲ့စာတွေကလက်တွေ့လုပ်ငန်းမှာဘယ်လိုမျိုးပြန်အသုံးချလို့ရမလဲဆိုတာကိုပို့ပြီးမြင်လာတယ်ပြီးတော့လက်တွေ့လုပ်ငန်းလည်းပတ်ပုံတွေကိုကြည့်ပြီးတချို့ဘိုင်းတွေက assignment တွေရေးတဲ့အခါ project တွေ plan တွေဆွဲတဲ့အခါအထောက်အကူတော်တော်လေးဖြစ်ပါတယ်။ကုန်ချမ်းအနေနဲ့ကုန်ကျော်စတိရောက်အောင်လုပ်ရတဲ့ကုန်ထုတ်လုပ်မှု assistant တွေ operation management HR management ပြီးတော့ market analysis တွေအကြောင်းပို့ပြီးတော့သိလာရပါတယ်။ customer complaint တွေဆိုဘယ်လိုမျိုးဖြေရှင်းပေးရဲဆိုတာအစသိခွေရပါတယ်။ strategy pass ကိုရွေးချယ်ခဲ့တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ယုံကြည်ပါတယ်။ဆားကတော့ online အနေနဲ့တက်မယ်ဆိုတော့အဆင်ပြေပါမလားလို့တွေးပူမိရဲ့။ဒါပေမဲ့တကယ်တက်တဲ့ချိန်မှာတော့ဆရာဆရာမတွေက online influencer မခွဲခြားပဲအကြောင်းသားတွေကို view design နဲ့တိကျလေးတင်ပေးတယ်။ဒီမှာပဲ UK ဘွဲရတဲ့အထိတက်လို့ရတယ်လို့ပထမနှစ်ထိပဲဖြစ်ဖြစ်ဒုတိယနှစ်ထိပဲဖြစ်ဖြစ် strategy pass မှာတက်ပြီးတော့နိုင်ငံခြားမှာတက်လို့ရတာမျိုးဆိုတော့ကိုယ်ပတ်ချက်နဲ့ကိုသွားချင်တဲ့လမ်းကြောင်းပုံမူတည်ပြီးတော့တိကျစဉ်းစားပြီးရွေးချယ်လို့ရခဲ့ပါတယ်။ ကိုကနေမှာဒါမှမဟုတ်နိုင်ငံရဲ့ချာမှာ Study Fast ရဲ့ UK program ကို online ကနေ try မယ်ဆိုရင်အဆင်ပြေပါမလားလို့စိတ်ပူနေတဲ့သူတွေအတွက်စိတ်မပူပါနဲ့တက်ဖြစ်အောင်တက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ online အတန်းချိန်တွေကိုရုံးချိန်လို့ညပိုင်းနဲ့စနေတူတွေမှာစီစဉ်ပေးထားတာဖြစ်လို့အလုပ်တစ်ဖက်နဲ့တက်ရှင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ပညာရေးအတွက်တည်တဲ့အချိန်တစ်ခုပေးကြမလို့ပဲနဲ့အလုပ်လုပ်ရင်းနဲ့ UK ဘွဲယူလို့ရမယ်။တခြားလမ်းခွေရှိလေးလာခြင်းတဲ့သူတွေကိုဝါသနာပါတဲ့အရာတွေနဲ့ဆက် development အတွက်အချိန်ပေးခြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ဒါကြောင့်မို့လို့စူးစမ်းပြီးတက်ကြည့်ကြဖို့အချိန်ပေးက 是吗？也是。